မင်္ဂလာပါရှင်ဒီနေ့ shining နဲ့မီမီလေးနဲ့ဘောနောစင်ကစီတဲ့ shine ရစင်ကမောင်းမတက်ဘူးအဲ shine ရောဖြစ်ချင်ဝင်လာမယ်တဲ့မှာဆိုလဲ shine စင်ကစီရခန်းပါတယ်ဒီမှာလွဲလွဲကွဲကွဲပြဲပြဲမီမီအောင်တင်းထားသေးရလေ ိမိအောင်ဆိုင်လေးနဲ့နောက်တစ်ခါဆိုင်ကယ်မစီးတော့ဘူးသိလား professional လိုမျိုးကားပြဖြစ်ပြီးရဆိုတာတဲ့ဒီရုပ်ရှင်ဘက်ကနေပြီးတော့တပင်ပညာကိုလည်းမြန်နိုးတန်ဖိုးထားပါလားဆိုတော့ဒီအကြောင်းအရာတစ်ခုနဲ့ပေါ့နော်ဝင်ရောက်ပြီးတော့မှဒါဆိုင်တို့စူးစမ်းအထုတ်ခဲ့ကြတာပါအင်းနေရာစာမြန်မာတန်စင်တွေတချင်းကြီးတွေအဲ့လိုမျိုးကိုပို့ပြီးတော့အရင်တည်းကနားရင်လေပေါ့နော်ဘာလို့ဆိုတော့အိမ်မှာအဖိုးအဖွားနဲ့ကြီးလာရတဲ့ကလေးတယောက်ဖြစ်တော့အရင်တော့ဆိုရင်အိမ်ငယ်ငယ်တော့ကျွန်တော်အိမ်ပြင်တော့မထွက်ရအောင် ဒီကတော့တကိုကိုလေးရုပ်ရှင်ကားရေးတာဘရက်ရှိုးမှာအာချေရရဲ့ညီကိုမောင်နှမတွေအားလုံးရောပြင်ထုတ်လို့ရရောကိုရဲ့အမဒါဥငယ်တို့ရောအများကြီးဒါစူးစမ်းအထောက်ထားရဲ့ဇာတ်ကားဖြစ်တဲ့အတွက်ကြောင့်မို့လို့လာရောက်ဝင်ရအားပေးဖြစ်တာပါအဲဆိုင်တို့ဖြစ်ချင်းဝင်လာမယ်တဲ့မှာဆိုလဲဆိုင်ဆိုင်ကလေးစီးရကန်ပါတယ်အမလွဲလွဲကွဲကွဲပြဲပြဲမိမိအောင်တင်းထားသေးတယ်လေ မိမိအောင်ရှိုင်းလေးနဲ့နောက်တစ်ခါဆိုင်ကယ်မစီးတော့ဘူးတိတာဆိုင်ကယ်မစီးတော့ဘူးရန်ကုန်သားအဲ့လိုမျိုးအဲသူသူတင်ထားတဲ့ဘလော့မှာအဲ့ဒါအရင်ကြီးရာအဲ့တော့ဖြစ်ချင်ဝင်လာမယ်ရိုက်တော့အမှတ်တရပဲမိမိနဲ့ကျွန်တော်မိမိကိုဆိုင်ကယ်ပေါ်တင်ပြီးတော့ရွာတစ်ဘက်ပတ်တဲ့အစင်းမှာမိမိနဲ့အတူတူရိုက်ခွေလောက်ရကျွန်မသူကလေသူ့ရဲ့ဒီချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားအတိုင်းပဲလေအဲ့စကားပြောတဲ့အချိန်မှာအရန်ဟိုမှာချစ်ဖို့ကောင်းတယ်သူနဲ့အပြန်အလှန်အပေးอยู่စကားပြောရတဲ့အချိန်မှာပို့ပြီးတော့တည်တယ် အလွဲတွေဖြစ်နေတာပေါ့နော်ဒါပေမဲ့ဇဝင်ကန်အရာလည်းလွဲနေတာဆိုတော့သူလွဲနေတာအမှန်နေတာဆိုတော့တော်တော်အမှတ်တရပါပဲအဲ့နေရာဆိုလို့ရှိရင်လည်းဘာလို့ဆိုတော့ဒီဒီအဲ့ကားထဲမှာဆိုလို့ရှိရင်မိမိနဲ့ကျွန်တော်နဲ့ကဟိုနှစ်ယောက်တွဲမြင်ရမယ့်ပုံစံလေးရှိရဆိုတော့သူနဲ့ကပူဆောင်ရတယ်ပူဆောင်ရတော့ပို့ပြီးတော့သူ့အကြောင်းကိုသိပါပါပေါ့နော်အရန်လုံးလုံးကလည်းအဆင်ပြေတယ်ပြီးရင်စိတ်လဲရှိတယ်လို့သဘောလဲရန်ကောင်းတယ်မောင်နှမနှစ်ယောက်လိုပဲဖြစ်သွားတာဇကားလည်းရှင်းပြခဲ့ရတယ် စကားလည်းရှင်းပြခဲ့ရသူအပြင်မှာလည်းနှုတ်ဆက်လို့ရှိရင်အဲ့လိုပဲသူတခါလေကြားလို့ရှိရင်ကိုကစကားပြောလိုက်လို့ရှိရင် तू နားမလဲဘူး तू ပြောလိုက်တာကိုလည်းကိုနားမလဲဘူးအဲ့ပြင်လက်ဟန်ချေနဲ့ပြီးသွားအောင်လက်ဟန်ချေနဲ့နားလဲလိုက်ရပြရပြီဆိုပြီးတော့ break လိုက်ရတဲ့အချိန်တွေရှိတယ် dialogue อ่ะအဲ့ကာမှာလွဲနေတာ dialogue ဖြစ်နေတာဆိုတော့မညှိဘူးညှိလို့ရှိရင်မလွဲနေမှာဆိုလို့လေတိလားမညှိလို့ရှိရင်မလွဲနေမှာဆိုလို့မညှိတော့ဘူးအဲ့တော့လွဲနေတော့ writer လည်းအဲ့လွဲတာလေးကိုကြိုက်တယ်ဆိုတော့လည်း cut ပေါ့ voice one cut တွေများပါတယ်သူလည်းသူလည်းပြောတယ် မိမိဘဝမှာတဲ့ one in one ကတ်ကပထမအဦးဆုံးပဲတဲ့တကယ်တကယ် China အတွင်းမှာပထမအဦးဆုံးပဲတဲ့အဲ့ဒါ तू လည်းပြောတာဆိုတော့လေတကယ်ကိုရီရတယ်မျိုးရင်ထွက်လာရင်ကြည့်ပါ तू ကပြောအဲ့ဒီထဲမှာ fashion အားစရော့မနေဘူးတစင်းတစင်းကိုဇပင် fashion အားစလုံးဝချိန်ထားတာဆိုတော့တကယ်မိမိအိုက်ကမှာအရင်ကြီးရတယ် China အဲ့ထဲမှာလာရွာသားလေးပေါ့ရွာကောင်လေးပေါ့ shine လေးပေါ့ shine လေး character name က shine လေး shine လေးဆိုပြီးတော့ပေးထားဆိုတော့ shine လေးကိုရွာမှာဘယ်လိုလေးမြင်ရမလဲဆိုတော့စောင့်ကြည့်ပါ ်ဆရာမောင်မျိုးမင်းဆရာမောင်မျိုးမင်းကနေပြီးတော့မှဖန်တီးတင်ဆက်တဲ့သဘင်နဲ့ရုပ်ရှင်ဖန်တီးပေါင်းဆက်တဲ့ အာအစီအစဉ်တင်ဆက်မှုပေါ့နော်အဲ့ရဲ့ခန္ဓာမှာဒါရုပ်ရှင်နဲ့တပင်ပေါင်းဆက်တဲ့အချိန်မှာရှာရရုပ်ရှင်အနေနဲ့ဒီတပင်ပညာရဲ့ကိုဝင်ပြီးတော့ဒါကားပြဖြော့ပြတဲ့အပိုင်းပေါ့နော် professional လိုမျိုးကားပြဖြော့ပြရဲဆိုတာတဲ့ဒီရုပ်ရှင်ဘက်ကနေပြီးတော့တပင်ပညာကိုလည်းမြန်လို့တန်ဖိုးထားပါလားဆိုတော့ဒီအကြောင်းအရာတစ်ခုနဲ့ပေါ့နော်ဝင်ရောက်ပြီးတော့မှဒါဆိုင်တို့စူးစမ်းအားထုတ်ခဲ့ကြတာပါအရင်တော့ကလေကိုကိုရိုင်းကြည်ုံလေးပဲကြည်ပြီးတော့လေအဲ့လောက်ထိပင်ပန်းခက်ခဲပြီးတော့လေးနက်စွာနဲ့ခက်ခဲလိုက်မယ်လို့မထင်တော့ဘူး တတော်မှတတော်လေးနက်နက်ဆိုင်ဆိုင်တင်နက်နက်ဆိုင်ဆိုင်ကိုခက်ခဲမှသီးလားကျွန်တော်ဒီတရက်တာလေးလှုပ်လိုက်တဲ့အချိန်မှာတော့မှလေဟာပြောမပြတတ်အောင်ပြင်ပန်းနေဒါမဲ့လေပျော်နေရကျွန်တော်ပြင်ပန်းပြင်မယ်ကျွန်တော်တကယ်ကိုအဲ့နေရဆိုလို့ရှိရင်လေကျွန်တော်ကိုကြည့်ပြီးတော့လေချွေးတွေတော့ထိထွက်ခြေတော့တွေလည်းဆုပ်ပြတ်တဲ့အဲ့နေရဆိုပြီးဒူးကောင်းလည်းညိုမဲဆွဲသွားအဲပုံသွားတဲ့အထိပဲပေါ့နော်ဖြစ်သွားဆိုတော့ ပြုံးနေရောပြီးတော့ဘာမှလည်းမပြောဘူးပြုံးနေရွှေပြောနေဆိုတော့အာပပားတို့ကလည်းအဲ့လို view stress sign နဲ့နေတယ်မမကြီးတို့ရောပြီးရင်ကိုကြီးတင်မောင်ဆမင်းဝင်းတို့ရောအာတီစင်းတို့ရောပေါ့နော်အရန်ကိုဖေးဖေးမမနဲ့ဒီသဘင်ပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်ကိုတို့အနေနဲ့လက်တွဲခေါ်ပေးတယ်အမှန်တမ်းပြရင်ရှိုင်းကိုအများကြီးကိုတို့ပြင်တင်ပြပေးပြီးတော့ဟိုလက်တွဲခေါ်ပေးတယ်ပြီးရင်အများကြီးစူးစမ်းဖို့လည်းအားတွေပေးတယ် အဲ့ဒါအတွက်ကြောင့်မို့လို့ကိုယ်အနေနဲ့အားရှိတာပေါ့နော်ချင်းနေရာစာမြန်မာအတန်းစင်တွေတချင်းကြီးတွေအဲ့လိုမျိုးဟိုပို့ပြီးတော့အရင်တည်းကနားရင်လေပေါ့နော်ဘာလို့ဆိုတော့အိမ်မှာအဖိုးဖွားနဲ့ကြီးလာရတဲ့ခလေးတယောက်ဖြစ်တော့အရင်တော့ဆိုရင်အိမ်ငငယ်တော့ကျွန်တော်အိမ်ပြန်တော့မထွက်ရအောင်အဲ့လိုမျိုးဟိုနည်းနည်းလေးဆိုရတယ်ဘယ်လိုပြောမလဲဒီဘက်ရန်ကုန်ရောက်လာတော့မှသာအရင်ကဆိုလို့ရှိရင်အဖိုးဖွားတွေနဲ့ပဲတူတူသွားလာအဲ့လိုမျိုးဆိုတော့ အပြင်ပါညာလည်းတိတ်ပြီးတော့ပေးမထော်ဒီနောက်ပိုင်းအဲ့လိုမျိုးနည်းနည်းလေးကြောင်းတက်ပါညာဆိုတော့မှသာအရန်ဘယ်လိုမျိုးနှစ်ဆသုံးဆလောက်ကဲပြီးတော့ရန်နေပါပြီဖြစ်တာအဲ့လိုမျိုးပညာရဲ့တိုင်ဟာခက်ခဲတယ်မှန်တိုင်းပြောရင်လေပညာရဲ့တိုင်ဟာတော့ခက်ခဲတယ်ကျွန်တော်အတွက်ဆိုလို့ရှိရင်တော့อืมကျွန်တော်အတွက်ဆိုလို့ရှိရင်တော့မြန်မာကပိုခက်ခဲလို့ပြောရမှာပေါ့เนาะမြန်မာကဆိုတာမြန်မာအကဆိုတဲ့အတိုင်းပဲတကယ်ကို ဟိုတကယ်ကိုထန်ကတိုင်းကြကြရနေပေါ့နော်ခြေစစ်လက်စစ်တွေအချို့ကအဲ့နည်းဆိုလက်ကျိုးမတတ်ပဲလက်တွေပါအကျိုးတော့ကတ်သွားမလားဆိုပြီးတော့ဟိုနည်းနည်းကြည့်ယူပါရဲ့အဲ့လိုမျိုးတော့အဲ့လိုထိမ့်ချုပ်တယ်ဆိုတာတည်းကျွန်တော်ကလည်းမထွက်တာပါတကယ်တော့ကြားကောင်းလို့ပြောရကျွန်တော်ကလည်းအရင်ထွက်လေထွက်တာမရှိဘူးထွက်လေထွက်တာမရှိဘူးတခုတခုခုဆိုလို့ရှိရင်အဲ့လိုအိမ်ထဲမှာပဲနေတယ်လို့ဒီနောက်ပိုင်းကျွန်တော်လေးဟိုတက်ကတ်တူတက်ကတ်တူတက်ကတ်တူလောက်ထိဟို ဘယ်မှမပြထွက်ဖြစ်ဘူးအဲ့လိုမျိုးကိုယ့်အတာကိုအိမ်မှာပဲနေရတဲ့ type ဖြစ်တော့လေတကယ်ချင်းပေါင်းသိန်းဆိုလဲနေတယ်မှန်တိုင်းပါတကယ်ချင်းပေါင်းသိန်းဆိုလဲကျွန်တော်ကျွန်တော်မှာစစ်မှန်တဲ့တကယ်ချင်းပေါင်းသိန်းဆိုတာလက်ချိုးရီလို့ရတယ်များတယ်လို့သာထင်ရတာဒါပေမဲ့တကယ်စိတ်ရင်းမှန်တဲ့စစ်မှန်တဲ့လို့ဆိုတာဟောဒီလိုလက်ချိုးတောင်ရီလို့ရတယ်အဲ့အတွက်ကြောင့်မလို့သူတို့နဲ့ပဲပေါင်းဖြစ်တယ်သူတို့နဲ့ပဲရှင်ဖွင့်ဖြစ်တယ်သူတို့နဲ့ပဲဟိုကိုယ့်ရဲ့စိတ်ကလည်းလိုလက်သူခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအများကြီးလဲဒါ ကျေးဇူးလက်တင်တယ်ပေါ့နော်တကယ်ချင်းတွေကိုလည်းပြီးရင်လုံဖို့ကိုင်းဘက်တီထဲမှာဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ကိုယ့်ရဲ့ client နေထဲမှာလည်းတကယ်ဦးသားစုဝင်လို့ခြေရတဲ့လူတွေအများကြီးကိုဆိုပိုရှိလာတယ်ပေါ့နော်အဲဒါကြောင့်မလို့တကယ်ကျေးဇူးများကြီးတင်ပါတယ်မိဘအတွက်ဆိုင်ရတော့ဒါမှန်တိုင်းပြောရင်ဂုံယူစရာသားတယောက်ပဲပေါ့ပြောလို့ရှိရင်မိဘနှစ်ယောက်စလုံးကိုမပူမပင်မကြောင်မကြပဲနဲ့ခုဆိုလို့ရှိရင်ဒါရှာကျွေးနေတဲ့ကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့တမအာဇီဝရရဲ့ဝေနဲ့ ဒါကိုမိဘကိုလုံချွေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တို့အနေနဲ့လည်းဒါအများကြီးခုံယူတယ်ပြီးတော့တို့ဖြစ်စေခြင်းနဲ့အာဒီအောင်မြင်မှုတွေပေါ့နော်အဓိကတို့ဖြစ်စေခြင်းနဲ့ဆိုတာကရှိုင်းရဲဝါဒနာပါပြီးတန်ဖိုးထားတဲ့ဒီအမှုပညာအလုံးနဲ့ခုလိုမျိုးလေးဒါအောင်မြင်မှုရနေရအောင်တို့မြင်ရတဲ့အတွက်အရန်ကိုတို့ပီတိဖြစ်တယ်အရန်လည်းခုံယူရဲတို့ကလေတော်တော်မှအေးတဲ့ထဲမှာပါတယ်အဖေရောအမေရောကတခုခုဆိုရင်နေရာမယူတတ်ဘူး ပွဲတွေဆိုလို့ရှင်ဖေဖေကိုပိုသိတာရယ်အဲ့လိုမျိုးသူနေရာထိုင်စရာမရှိရင်ဟိုးနောက်ကြီးကနေပြီးဖန်နေနဲ့တူတူကြည့်ဆိုလဲသူကြည့်နေတာပဲအဲ့တော့လေသူတို့ရဲ့ဒီဘယ်ပါမလဲ support ပေးမှုတွေသူတို့ရဲ့စိတ်ခွန်အားပေးမှုတွေဟာရှိုင်းကိုပို့ပြီးတော့တန်မာစေတယ်ဆိုလဲမှမအောင်အဲ့ဒါကြောင့်မလို့ဂျေဆုတက်ခဲကိုတင်တယ်ဖေဖေရောမေမေရောပြီးနောက်တစ်ခုကိ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 ုပေါ့နော်ကိုကိုကအစအနာကနေသူ့ညီကို လုံးဝမျက်နှာတစ်ချက်အပြတ်မခံဘူးအခုသူအဝေးမှာသူအလုံးလုံးနေရဆိုရင်တော့မှဖုန်းလေးနဲ့အငြင်းတန်းစိတ်ခွန်အငြင်းတန်းပေးရပေါ့နော်တကယ်ပါကျွန်တော်ကမိသားစုရတော်တော်ကံကောင်းတယ်ပြောရမယ်အဖေရောမေရောကိုကိုရောပြီးကိုကိုရဲ့ဇနီးပေါ့နော်မမကအစားတကယ်ခွေးပေးမမနဲ့ကျွန်တော်ဘက်ကိုရှိပေးကြရတယ်အဲအကြောင်းမို့လို့ဟိုကျေးဇူးတင်ပါတယ်ပရက်ရှာပေါ့နော်ပရက်ရှာတွေတွားလို့ရှိရင် လူတွေရဲ့အတ္တကြီးမှုတွေလူတွေရဲ့မတရားမှုတွေနိုင်ကျင့်မှုတွေပြောလို့ရှိရင်ပြောရလို့ရှိရင်တော့မစုံနေရပါပဲပြောရလို့ရှိရင်လေစာစာရေးသာကုန်းနဲ့ဆိုရင်တော့မှရေးမပြီးတော့ဘူးလူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကလေအဲ့တော့ကြောင့်မလို့ပြန်တော့မပြောချင်တော့အဓိကတော့အမေလဲအခုချိန်မှာဒါအများကြီးစိတ်ပြင်ဆင်ထားသလိုရှိုင်းကိုရိုင်းလည်းအများကြီးစိတ်ပြင်ဆာစိတ်ပြင်ဆင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆက်ပြီးတော့အကောင်းဆုံးသွားဖို့ပဲရှိရယ်မိမေတို့ဖေဖေတို့ကရှိုင်းရှိမှာဆိုလို့ရှိရင် တိတ်ပြီးတော့သူတို့ emotion ကိုထုတ်ပြလေတိတ်မရှိဘူးဘာလို့ဆိုတော့ရှာရင်ခံစားတတ်တယ်ဆိုတာသိတော့လေပြီးတော့မိဘနဲ့ပတ်သက်လို့ရှိရင်ရှာရင်ဆက်ဆက်တိမခံဆိုတာသိတော့ငငယ်လေးကဆက်ဆက်တိမခံအောင်မိဘကိုလုံးကွာပြန်လောက်တာအဲ့လိုမျိုးဆိုတော့ဟိုဆက်ဆက်တိမခံအောင်ဆိုတာသိတော့သူတို့တစ်ခုခု ဖြစ်နေရဲဆိုလို့ရှိရင်လေသူတို့ကမျိုးတိတ်တာနောက်မှသိရတဲ့ဟာတွေလည်းချို့ဆိုရှိရဲပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့နေရာဆိုလို့အဲ့နေရာကြတော့ဟိုသူတို့ကိုယ်တိုင်ကစာထုတ်ပြောပြီးတော့အဲ့လိုမျိုးငိုငိုကြတာဆိုတော့လေ အရန်ဝန်းနေပါပြီတော့ကိုလည်းအိမ်မှာတရုတ်မှာထိုင်မှုနေရမိဘကိုတိုက်ခိုက်တာတော့မဟုတ်ကျွန်တော်ကိုတိုက်ခိုက်တာဒါပေမဲ့လွန်လာတော့မိဘတယောက်အနေနဲ့ကတော့ကိုသားသမီးလေးနော်ဟုတ်တယ်မလားဘယ်သူမှဆိုကိုသားသမီးကိုတော့ဖိုးတန်ဆုံးနဲ့ချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလုပ်တွေအကြောင်းပဲသူသားသမီးဒီလိုမျိုးပြောခံရတာဖြစ်တော့ဟိုစိတ်မကောင်းဖြစ်တယ်ဝန်းနေတယ်ပေါ့နော်အဲ့လိုသူတို့ပဲပေးရသူတို့ပဲပေးရအဓိကအကောင်းဆုံးဆက်လုပ်နိုင်ဖို့ကလည်းသူတို့ပဲခွန်အားပေးတယ်စိတ်တကြလို့ရှိရင်လည်းသူတို့ပဲအမြဲတမ်းရှိပေးတယ်ဒါပေမဲ့အမေမေကတော့တခုတော့ပြောပါတယ် ဟိုဖေရောင်မှဒါဟိုလိုမျိုးရိုင်းမခံစားနဲ့ပေါ့နော်အကောင်းဆုံးကြော်ဖြတ်သွားအကောင်းဆုံးလှုပ်သွားဒါပေမဲ့သားမပြောတော့ရင်မလှုပ်နဲ့တော့သူတို့သူ့သားသမီးမပြောတဲ့အလို့သူ့သားသမီးစိတ်ဆင်းရမယ်လို့ကိုဆိုရင်တော့သူတို့လက်မခံဘူးလေနော်အဲ့တော့ဒီလိုပဲပေါ့အာညာကြီးချစ်ပြီးတော့ခုချိန်ထိပေါ့နော်ခုချိန်ထိ ဒါကောင်းတဲ့အရာတွေစိုးတဲ့အရာတွေတူတူရင်ဆိုင်ကြော်ဖြတ်ပြီးတော့ဇော်ဆိုင်ထက်ဖြစ်နေလို့ချစ်တယ်ဆိုရဲလူလူတွေအတွက်ကိုကျေးဇူးအများကြီးတင်တယ်ချိုင်လဲအများကြီးကြိုးစားတော့ပါမယ်လို့ပြီးတော့အားပေးရဂျိုနတ်တဲ့လူတယောက်ဖြစ်အောင်လဲဖက်ဖက်ကနေပြီးတော့ဟိုကိုနေတဲ့လိုအပ်တဲ့အရာတွေကိုပြင်ဆင်ရင်းနဲ့အကောင်းဆုံးရက်တည်နိုင်အောင်လို့လဲကြိုးစားတော့ပါမယ်လို့အဓိကပြောချင်တာကတော့ရှိုင်းဒီလုတ်တွေဆက်လုပ်နိုင်ဖို့ဆိုတာပြိသက်တွေချစ်ခင်အားပေးမှုတွေနဲ့အားလုံးရဲ့ energy တွေအများကြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီး energy ပေးပါဦး 嗯。谢谢